အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘဝမှာပြန်ပြင်လို့မရတဲ့အမားတွေကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဘဝတလျှောက်မှာပြန်ပြင်လို့မရတဲ့အမားတွေဟာအချိန်နဲ့အတူပြန်လည်မရနိုင်တဲ့အရာတွေဖြစ်တာကြောင့်အဲ့လိုအမားမျိုးကိုမမမီးဖို့အရန်ကိုမှအရေးကြီးပါတယ်အမားတွေဆိုတာလူတွေနဲ့မကင်းပါဘူးဒါပေမဲ့အမားတွေထဲမှာပြန်ပြင်လို့ရတဲ့အမားနဲ့ပြန်ပြင်လို့မရတဲ့အမားဆိုတာရှိပါတယ်ပြန်ပြင်လို့မရတဲ့အမားတွေဆိုတာနံပါတ်၁အချိန်ကိုအလွဲသုံးစားလုပ်မိခြင်း အချိန်ဆိုတာနှစ်ခါပြန်မရှိဘူးဆိုတဲ့အတိုင်းအချိန်ကိုအလွဲသုံးစားလုပ်မိခြင်းအရေးကြီးတဲ့အခိုက်အတန့်တွေကိုလက်လွတ်ဆုံးရှုံးခြင်းတွေဟာဘဝမှာပြန်ပြင်လို့မရတဲ့အမှားတစ်ခုပဲဖြစ်ပါတယ်။နံပါတ်1မိသားစုကိုအဆက်အသွယ်ပြတ်ခြင်းကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့တငယ်ချင်းတွေကိုအကြောင်းမဲ့စိတ်နာပြီးဆက်ဆံရေးပြတ်သွားခြင်းသို့မဟုတ်သူတို့မရှိတော့မှသူတို့ရဲ့တန်ဖိုးကိုတည်ခြင်းဟာလည်းဘဝမှာ ပြန်ပြင်ဖို့ခက်တဲ့အမှားတစ်ခုပဲဖြစ်ပါတယ်။နံပါတ်3ကျမ်းမာရေးကိုလစ်လျူရှုခြင်း ငယ်ရွယ်စဉ်မှာကျမ်းမာရေးကိုဂယုမဆိုင်ပဲအလွန်အကျိုးစားတောက်ခြင်းမကောင်းတဲ့အလေးထားတွေကိုမွေးမြူမိခြင်းဟာလည်းနောင်တွင်ဆိုးရွားတဲ့ကျမ်းမာရေးပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။အဲ့လိုအရာတွေကလည်းဘဝမှာပြန်ပြင်လို့မရတဲ့အမှားတစ်ခုပဲဖြစ်ပါတယ်။နံပါတ်၄စိတ်ခံစားချက်နဲ့ဆုံးဖြတ်ချက်ချမိခြင်းဘဝမှာကိုယ့်ရဲ့ဒေါသကြောင့်ဖြစ်စေကိုယ့်ရဲ့ဝမ်းနည်းမှုကြောင့်ဖြစ်စေ အလင်းစလို့ဆုံးဖြတ်ချက်တွေချမိခြင်းဟာလေကိုယ့်ရဲ့အလောက်ကိုင်းဆက်ဆံရေးတွေနဲ့ဘဝရွေးချယ်မှုတွေမှာပါကြီးမားတဲ့အမားတွေကိုလုံမိနိုင်ပါတယ်ဒါကြောင့်ကိုဒေါသထွက်နေတဲ့အချိန်တွေမှာဆုံးဖြတ်ချက်တွေကိုမချမိဖို့အရေးကြီးပါတယ်နံပါတ်၅မိမိကိုယ်ကိုယုံကြည်မှုမရှိခြင်းတခါတလေမှာအခွင့်အလမ်းတွေကိုဖမ်းဆုပ်ဖို့ကြောက်ရွံ့ခြင်းကိုယ်စွမ်းရည်ကိုမယုံကြည်ခြင်းဟာလေနောက်တစ်ချိန်မှာငါလုံနိုင်တာကိုဘာလို့မလုပ်ခဲ့ရတာလဲဆိုတဲ့ပြင်မရနိုင်တဲ့အမားမျိုးကိုခံစားရနိုင်ပါတယ်နံပါတ်၆တစ္ဆာဖောက်ခြင်း ကိုချစ်ရတဲ့သူကိုကိုယုံကြည်တဲ့သူတွေကိုတစ္ဆာဖောက်ခြင်းသို့မဟုတ်စိတ်နာစေတဲ့စကားတွေကိုပြောမိခြင်းဟာလည်းပြန်ပြင်ဖို့ခက်ပြီးဆက်ဆံရေးကိုအပြီးတိုင်ပျက်စီးစေနိုင်ပါတယ်အဲ့လိုအမားတွေကကိုချစ်ရတဲ့သူကိုလည်းဆုံးရှုံးတယ်လို့ကိုကိုယုံကြည်ပါတယ်ဆိုတဲ့သူတွေရဲ့ယုံကြည်မှုတွေကိုလည်းဆုံးရှုံးရနိုင်ပါတယ်။နံပါတ်ခုနှစ်ပညာရေးကိုလက်လွတ်ခြင်း ငယ်စဉ်အရွယ်အချိန်မှာပညာရေးကိုလစ်လျူရှုခြင်းကိုတကယ်လုပ်ချင်တဲ့အလုပ်ကိုမလုပ်ရဲဘဲအစဉ်ပြေတဲ့လမ်းကိုရွေးခြင်းဟာလည်းနောင်တွင်ပြန်ပြင်လို့မရတဲ့အမှားတစ်ခုပဲဖြစ်ပါတယ်။ဘဝမှာအမှားတိုင်းကိုပြန်မပြင်နိုင်ပေမဲ့အတိတ်ကအမှားတွေကိုသင်ခန်းစာအဖြစ်ပြောင်းလဲကအနာဂတ်အတွက်ပိုကောင်းအောင်ကြိုးစားလို့ရပါတယ်။အမှားဆိုတာလူတစ်ယောက်ကိုပိုရင်းကျက်စေတယ်လို့ပိုပြီးတော့လေလူတော်တစ်ယောက်ဖြစ်လာစေနိုင်ပါတယ်။ဒါပေမဲ့အထက်မှာဖော်ပြထားတဲ့အမှားတွေကို အခုချိန်ကနေစပြီးနောက်တစ်ချိန်ထပ်မမဖို့ပြောကြရင်လည်းအဆုံးတက်လိုက်ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။